မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွင့်ဌာနရေဒီယို NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံမြင့်ပေးနေပါပြီမြန်မာနိုင်ငံသူနိုင်ငံသားပေါင်းတဘာဝဘေးဆရာနာရှင်ဘေးတို့မှကင်းဝေးပြီး ကိုစိတ်နှပြစမ်းမချမ်းသာဘေးကင်းလုံခြုံကြပါစေလို့ ရေဒီယို NUG ဖွယ်သားတွေကစုတောင်းမြတ်တာပို့တာလိုက်ပါတယ်ခင်ဗျာ မင်္ဂလာညချမ်းပါခင်ဗျာဒီကနေ့2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့ရေဒီယို NUG ရဲ့ညပိုင်းစီစဉ်များကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်ပထမဦးစွာရေဒီယို NUG ရဲ့ပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာရေဒီယို NUG သောတာရှင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့ညပိုင်းမှာတင်ပြပေးမယ် Radio NUG ရဲ့ညပိုင်းပြည်ပသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ခင်ဦးမြို့နယ်ပကပကကြာဆုံးရဲဘော်တွေရဲ့မိသားစုတွေကိုစတမချိန်မြောက်ဂုံပြူထောက်ပံ့ငွေပေးရခြင်းမြင့်တဲ့သတင်းပဲဖြစ်ပါတယ်။စကတိုင်းရွှေဘိုခရိုင်ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပကပမှာတောင်းအထမ်းဆောင်နေတဲ့ပကပရဲဘော်တွေဤသူကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့မိဘနဲ့မိသားစုတွေကိုအသိမှတ်ပြုတဲ့အနေနဲ့စတမချိန်မြောက်ဂုံပြူထောက်ပံ့ငွေခြင်းမြင့်ပေးရခဲ့တယ်လို့ နိုဝင်ဘာလ3ရက်မှာထုတ်ပြန်လာပါတယ်။ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပကပကကြာဆုံးရဲဘော်တွေဖြစ်တဲ့ရဲဘော်ကြီးကွန်းရဲဘော်တဲမောင်ရဲဘော်ညီထွေရဲဘော်တောက်တောက်ရဲဘော်ကောင်းကောင်းခေါ် K2 နဲ့ရဲဘော်ရဲမင်းထက်ခေါ်နေမင်းတို့ရဲ့မိဘနဲ့မိသားစုတွေကိုလာစဉ်ထောက်ပံ့ပေးခဲ့ရမှာအော်တိုဘာလ3ရက်ကပဲဂွန်ပြူထောက်ပံ့ငွေ6သိန်းကျပ်ကို9ချိန်မြောက်ချိမြင့်ပေးခဲ့ပါသေးတယ်။ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာတော်လိုင်းမာမိတ်တပ်တွေနဲ့အတူစစ်တပ်စစ်ကြောင်းတွေကိုတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ စက်တင်ဘာလတုန်းကဆိုရင်စစ်တပ်ဘက်ကဒုတိယဗိုလ်မှူးကြီးနဲ့ဗိုလ်ကြီးပါဝင်စစ်သားအများပြားတေဆုံးအောင်တိုက်ခိုက်နိုင်ခဲ့ပြီးစစ်သားနှစ်ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့စစ်ရေးမှတ်တမ်းတွေအရသိရပါပါတယ်ခင်ဗျာဆလဘီကမ်ဘလူးစပယ်နေသားဂိတ်မှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်10ဦးထွက်ပြေးလွတ်မြောက်သွားတဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကမ်ဘလူးမြို့နယ်ကစပယ်နေသားစစ်စေးဂိတ်မှာပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့လူငယ်10ဦးပြန်လည်လွတ်မြောက်လာတယ်လို့ဒေတာတွေသတင်းတွေကဆိုပါတယ် ဖမ်းဆီးခံရတဲ့လူငယ်တွေကိုအမှတ်63936တန်ကားတရင်ကိုကားနဲ့သွားဖို့ချိန်မှာလူငယ်7ဦးကရင်မောင်းဖြစ်တဲ့ပြူစောတိကိုတိုက်ခတ်ပြီးထွက်ပြေးလွတ်မြောက်ခဲ့တာလို့ကံမလူခရအမှတ်3 BTF တရင်ထုံလိုင်းတာဝန်ခံကလည်းအတည်ပြုထားပါတယ်။စပယ်နာသာစစ်ဆေးကိမှရှိတဲ့ကျမ်းပတ်စစ်အုပ်စုဟာအော်တိုဘာလာထဲမှာခီးသွားလူငယ်7ဦးကိုဖမ်းဆီးခဲ့ပြီးအမှတ်63936တန်ကားတရင်ကိုပို့ဆောင်ခြင်းလမ်းခီးတနေရာမှာရင်မောင်းကိုတိုက်ခတ်ပြီးထွက်ပြေးလွတ်မြောက်လာတာလို့သိရပါတယ်။ ်ထွက်ပြေးလွတ်မြောက်လာတဲ့လူငယ်၁၀ဦးကိုကမ္ဘလူခေအမှတ်သုံး PDF တိုင်ရင်းကရဲဘော်တွေကကယ်တင်နိုင်ခဲ့ပြီးမိသားစုတွေစီပြန်လည်အနှံပေးခဲ့တယ်လို့လည်းကမ္ဘလူခေအမှတ်သုံး PDF တိုင်ရင်းထောင်လိုင်းတာဝန်ခံကအသိပေးထားပါတယ်။ထွက်ပြေးလွတ်မြောက်လာတဲ့လူငယ်တွေဟာဒဇယ်ခင်ဦး၊ကောလင်၊ကတာနဲ့မြင်းမှုမျိုးနယ်တို့ကခီးသွားလူငယ်တွေလို့သိရပါတယ်။ကမ္ဘလူမျိုးနယ်ထဲမှာရှိတဲ့စပယ်နသာစစ်စေးခိတ်ကဆေးအုပ်စုဟာအော်တိုဘလာထဲမှာရတသားပြည်သူ80တမနဲ့ကိုဖမ်းဆီးခဲ့ပြီး အမျိုးသမီးနှုတ်ကိုမရင်းချင်းတက်ဖြတ်ခဲ့တာကြောင့်ခီးသွားပြည်သူတွေအနေနဲ့ဒီစစ်ဆေးကိစ္စကံကိုရှောင်ရှားတော်လာကြဖို့ကျွန်းလာကပ်မလူတက်ကြွလှူရှားသူများအဖွဲ့ကသတိပေးထားပါတယ်ခင်ဗျာအခုတခါတိုက်ပွဲရှောင်ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးနေတယ်လို့နေပြည်တော် PDF ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာနပြည်သူ့လုံခြုံရေးဌာနကတိုက်ပွဲရှောင်ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပံ့ပိုးပေးနေတယ်လို့ ဒီကနေ့နိုဝင်ဘာလ3ရက်မှာထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ပြည်တွင်းပြည်ပကတော်လန်ပြည်ပပြည်သူများအနေနဲ့နေပြီးတော့ PTF စစ်စင်နယ်မြေရဲဝန်းကတိုက်ပွဲဆောင်ပြည်သူတွေလိုအပ်နေတဲ့ရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကူညီပေးလိုတယ်ဆိုရင်ပြည်သူကာကွယ်ရေးတပ်မတော်နေပြီးတော့တိုင်းစစ်တိုင်းပြည်သူလုံခြုံရေးဌာနနဲ့ချိတ်ဆက်ပြီးကူညီပေးကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။အချမ်းမတ်စစ်တပ်ဟာနေပြီးတော့တိုင်းစစ်ဌာနစစ်စင်နယ်မြေရဲဝန်းမှာရှိတဲ့ကျေးရွာနေပြည်သူလူထုရဲ့နေအိမ်တွေကိုစစ်ကြောင်းထုတ်မီးရှို့ဖျက်ဆီးတာ ဒေသနေပြည်သူတွေကိုလူသားတိုင်းဖြစ်ဖမ်းဆီးခေါ်ဆောင်တာကျေးရွာနေပြည်သူတွေရှိတဲ့နေရာကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာလေကြောင်းကနေ jet fighter တွေ drone တွေ paramotor တွေတုံးပြီးဘုံကျဲတိုက်ခိုက်တာစတဲ့စစ်ရာဇဝတ်မှုတွေကျွလွန်တာလူ့ခွင့်ရေးချိုးဖောက်တာတွေကိုဇက်တိုက်ကျွလွန်နေစေလို့ဆိုပါတယ် ဒါကြောင့်ဒေသနေပြည်သူတွေအနေနဲ့တော်လန်သတိတော်လန်အသည့်အမြန်ရှိနေဖို့လိုပြီးလက်နက်ကြီးနဲ့လေကြောင်းအနေနဲ့ကြိုတင်ကာကွယ်ခြင်းဆိုင်ရာထုတ်ပြန်ချက်တွေကိုတိတိကျကျလိုက်နာဆောင်ရွက်ကြဖို့လဲပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ထနာကအသိပေးတိုက်တွန်းထားပါတယ်ခင်ဗျာဆလဘီစေဝါကျွမ်းကျင်မြို့သမီးတပ်သားတွေနေပြည်တော် PTF 9016ကျောင်းခေါ်ယူတဲ့တရင်ကိုလည်းတင်ဆက်ပေးပါမယ်စေဝါကျွမ်းကျင်မြို့သမီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်သားတွေဖြစ်ခေါ်ယူသွားမယ်လို့နေပြည်တော် PDF 901စစ်ကြောင်းကဒီကနေ့နိုဝင်ဘာလ3ရက်မှာထုတ်ပြန်လာပါတယ်။တပ်ရင်း901နဲ့လက်တွဲလိုတဲ့လူငယ်လူရွယ်မျိုးသားတွေပါဝင်စေဝါကျွမ်းကျင်မျိုးသမီးတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်သားတွေဖြစ်ခေါ်ယူသွားမယ်လို့ဆိုပါတယ်။ပြည်သူ့ကာကွယ်တပ်မတော် PDF တပ်သားတွေအဖြစ်ခေါ်ယူရမှာပညာရေးချင်းသတ်မှတ်မထားဘဲအသက်18နှစ်ကနေ40တွင် ရှိသူတွေတက်ရောက်နိုင်တယ်လို့သိရပါဗျ။နေပြည်တော် PDF 901စစ်ကြောင်းနဲ့လက်တွဲလိုသူတွေဟာ ကျမ်းမာရေးကောင်းမွန်ဖို့လိုအပ်ပြီးတက်ရင်းနဲ့တူတော်လိုင်းရေးပြီးဆုံးတဲ့အထိတိုက်ပွဲဝင်နိုင်သူဖြစ်ဖို့လိုတယ်လို့တော့သတ်မှတ်ထားပါတယ်။ဒေသမရွေးသွားလာတိုက်ပွဲဝင်နိုင်ရမှာဖြစ်ပြီးတပ်ဆိုင်ရာတိုက်ခိုက်ရေးစစ်တမ်းများတက်ရောက်နိုင်သူဖြစ်ဖို့လိုတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နေပြည်တော် PTF 901စစ်ကြောင်းနဲ့လက်တွဲလူတွေအနေနဲ့@နေပြည်တော် PTF 901ဆိုတဲ့ Telegram Channel ကနေဆက်သွယ်နိုင်မှာဖြစ်ပါလေခင်ဗျာ။ ုဒီကတင်ဆက်ပေးမှာကတော့ Home Lane မြို့နီး Westers K 4.8အဆင့်အင်အားအတော်အသင့်ရှိတဲ့မြေငင်ရေတစ်ခုလှုပ်ခတ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်း Home Lane မြို့နီးကမြေအောက်အနက်125ကီလိုမီတာကိုဘူပြူပြီး Westers K 4.8အဆင့်နဲ့အင်အားအတော်အသင့်ရှိတဲ့မြေငင်လေးတစ်ခုဒီကနေ့နိုဝင်ဘာလ3ရက်မနက်8:00ကျော်အချိန်မှာလှုပ်ခတ်ခဲ့တယ်လို့မြို့သားညီညွတ်ဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆန်ရစီမံခန့်ခွဲဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။မြေငင်ရင်တိုင်းတာတဲ့ဆက်တွေကအုံပြတဲ့စကေးနဲ့တိုင်းတာတဲ့နီလန်းတို့ပေါ်မူတည်ပြီး နေရင်အင်အားပမာဏနည်းငယ်ကွာခြားမှုရှိနိုင်တယ်လို့လည်းအသိပေးထားပါတယ်။အော်တိုဘလ29ရက်မနက်7:00မိနစ်အချိန်ခန့်တုန်းကလည်းချင်းပြည်နယ်မတူပီမြို့အနီးမြေအောင်နဲ့38ကီလိုမီတာကိုဘိုးပြူပြီး Richter scale 4.2အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အော်တိုဘားလာ29ရက်နေ့မနက်4:23မိနစ်အချိန်ခန့်ကလည်းမန္တလေးမြို့အရှေ့ဘက်26ကီလိုမီတာကွာမှာမြေအောက်အနှက်30ကီလိုမီတာကိုဗိုလ်ပြူပြီး Richter scale 4.2အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့မြေငင်ရင်တစ်ခုလှုပ်ခတ်ခဲ့ပါသေးတယ်။ ဒါပြင်အော်တိုဘာလ23ရက်ည9:17မိနစ်မှာလည်းချင်းပြည်နယ်တွန်းဆန်မြို့နယ်အတွင်းမြေအောက်နက်80ကီလိုမီတာကိုပိုပြပြီး Richter scale 4.3အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့ငရဲတစ်ခုလှုပ်ခတ်ခဲ့တယ်လို့မှတ်တမ်းနေရသိရပါဗျ။အခုလိုငလင်ငယ်တွေလှုပ်ခတ်နေတဲ့အတွက်ဂရင်အန်ရဲကြောင့်ထိခိုက်ဆုံးရှုံးမှုတွေညောင်းနေစေဖို့သတိပြုနေထိုင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနကအသိပေးတိုက်တွန်းထားပါတယ်ခင်ဗျာ ဆက်လက်ပြီး Federal Democracy ပန်းနိုင်မရောမချင်းဆင်အာနာရှင်တွေကိုတိုက်ခိုက်သွားမယ်လို့မရယာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြောကြားတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။အများပြည်သူလိုလားတောင်းတနေတဲ့ Federal Democracy ပန်းနိုင်မရောမချင်းဆင်အာနာရှင်တွေကိုတိုက်ခိုက်သွားမယ်လို့မရယာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောကြားလိုက်ပါတယ်။မရယာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာတော်လိုင်းရေးစတင်ချိန်ကလေးကဆင်အာနာရှင်စနစ်ကိုရရလက်နဲ့ဆွဲခိုင်းပြီးတော်လိုင်းခဲ့တဲ့အဖွဲ့အစည်းဖြစ်တယ်လို့ဆိုပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရယူပြီးပြည်သူအာဏာပြည်သူထံပြန်လည်အနှံ့ပြီးမှသက်ဆိုင်ရာနယ်ပယ်သေးသည့်မှနိုင်ငံတော်ဝန်တွေကိုပြောင်းလဲထမ်းဆောင်ကြမယ့်ရဲဘော်ရဲဘက်တွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့လည်းအသိပေးထားပါဗျ။မရီယာမျိုးနယ်ပကဖအနေနဲ့စစ်တီအင်အားအကုန်ထုတ်ပြီးမိမိတို့ထိန်းချုပ်ထားတဲ့နေမျိုးတွေကိုတက်ဆွမ်းသမျှကာကွယ်နေတယ်လို့နီးစပ်ရာတော်လိုင်းညီနောင်တွေရဲ့စိုးမိုးနေမျိုးတွေမှာလည်းတက်ဆွမ်းသူကြီးတွားရောက်ကာကွယ်နေတယ်လို့သိရပါဗျ။ ိမိတို့အသီးစိမ့်နဲ့လက်နက်ကိုင်လမ်းစဉ်ကိုတိတိကျကျလုံဆောင်နေတဲ့ဖွဲ့စည်းဖြစ်တာကြောင့်တော်လှန်ရေးခြေလှမ်းရပ်တန့်သွားမှာမဟုတ်ပဲအများပြည်သူလိုလားတောင်းတနေတဲ့ Federal Democracy ပန်းနိုင်မရောက်မချင်းပြည်သူလူထုရှေ့ကနေမမမမတ်ရက်တည်ပြီးရန်သူစစ်အာဏာရှင်တွေကိုတိုက်ခိုက်သွားမယ်လို့မရရမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကအသိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာအခုနောက်ဆုံးတင်ဆက်ပေးချင်တာကတော့မောင်မကန်ဘက်ကနေကရင်ကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်ခိုက်မှုမှာစစ်သား၈ဦးထပ်မံနေတေဆုံးခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် နေနိုင်တိုင်းတဝဲခရိုင်လောင်းလုံးမြို့နယ်မောင်မကန်ရွာဘက်ကနေပြင်းကြီးရွာဘက်ကိုထွက်လာတဲ့အင်အား84ဦးပါစစ်တပ်စစ်ကြောင်းကိုနေရဲစရိုက်တိုက်ခိုက်ခဲ့ရမှာစစ်သား၈ဦးထပ်မံတေဆုံးသွားတယ်လို့တဝဲအမျိုးသားလူမျိုးရေးတပ်မတော်ကထုတ်ပြန်လာပါတယ်။ကရင်ကြီးရွာနီးမှာအော်တိုဘားလ22ရက်နေ့ညနေ9နာရီခန်းကစပြီး2နာရီကြာဖြစ်ခဲ့တဲ့တိုက်ပွဲမှာစစ်တပ်ဘက်ကထိခိုက်တေဆုံးမှုတွေရှိခဲ့ပြီးပြည်သူ့ကာဝေးပူးပေါင်းဖွဲ့ဘက်ကရဲဘော်တအူးမစိုးရင်ရတဲ့ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။အော်တိုဘားလ22ရက်နေ့ညနေပိုင်းမှာလည်း ကမ်ပဏီကျွာအနီးမှာတနအီနီးပါတိုက်ပွဲထပ်ဖြစ်ခဲ့ရမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိပေမဲ့တော်လိုင်းပူပေါင်းအဖွဲ့တွေဘက်ကတော့ထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။ဒီကြားပြတ်တက်ခတ်မှုနှစ်ချိန်မှာစစ်သား၈ဦးသေဆုံးခဲ့ပြီးဒဏ်ရာရသူတွေလည်းများတယ်လို့ဒဝဲမျိုးသားလွတ်မြောက်ရေးတပ်မတော်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တိုက်ပွဲဖြစ်ချိန်တွေမှာစစ်တပ်စစ်ကြောင်းကိုစစ်ကော်မရှင်ဘက်ကလက်နက်ကြီးတွေစစ်သည်မောင်းကနေပြစ်ကူပေးပြီးတိုက်ခိုက်ခဲ့တယ်လို့အသိပေးထားပါတယ်။ဖွဲ့စည်းပုံပြတ်ပြီးဆုတ်ခွာသွားတဲ့စစ်တပ်စစ်ကြောင်းဟာအင်အားစုစည်းပြီးကမ်ပဏီကျွာဘက်စစ်ကြောင်းပြန်ထိုးလာတာ ကမ်းမြီရွာနဲ့ပညစ်ရွာကြားကသကြမင်းထိုင်တောင်မှာယာယီတက်ဆွဲနေတာကိုတော်လိုင်းပူပေါင်းတပ်တွေဘက်ကဒရုန်းနဲ့ထပ်ပြီးတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒီတိုက်ခိုက်မှုတွေကိုတဝဲခန်တပ်ပေါင်းစု DNL ဒုရကစစ်ကြောင်းဒေါနာတန်ရင် တက်ခွဲနှင့် LPF ဒေါနာတန်ရင်တက်ခွဲလေး KPTF ရာမညမွန်တက်တော်လောင်းလုံးတမရီလိပ်ပြတက်ဖွဲ့နဲ့မာမိတ်တက်တွေပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အထိနားနေတဲ့ကျမ်းပတ်စစ်တပ်ဟာဒနေသာရီတိုင်းအတွင်းလေကြောင်းတက်ခိုက်မှုတွေအချိန်မြွေလှုပ်လာနေတာကြောင့်မိဘပြည်သူများအနေနဲ့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာတွေနဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုလိုက်နာကြဖို့တဝဲမျိုးသားလူမျိုးရေးတပ်မတော်ကတိုက်တွန်းနှိုးဆော်ထားတယ်လို့အမှန်တရားပဲပြည်သူဘက်ကရက်တီလို့တဲ့စစ်သားတွေနဲ့ရဲတွေပြည်သူရင်ဝင် ခုံလုံးကြဖို့ကိုလည်းဖိတ်ခေါ်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ ရေဒီယိုအန်ယူဂျီမှဆက်လက်တင်ပြနေပါတယ်။အခုတခါဒီကနေ့နဲ့မနက်ဖြန်အတွက်မိုးလေဝသခန့်မှန်းချက်ကိုတော့အယ်ရီကတင်ဆက်ပေးမှာဖြစ်ပါလိမ့်ခင်ဗျာ။မင်္ဂလာပါရှင်အခုတစ်ပတ်တွင်ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အင့်တင့်တင်ကနေတိမ်ထူထပ်နိုင်ပါတယ် မြန်မာနိုင်ငံတောင်ဘက်ကမ်းရိုးတန်းနဲ့ဆက်ဆက်လျက်ရှိနေတဲ့ကပ်ပလီပင်လယ်မြောက်ပိုင်းမှာလေဗီယာနဲ့ယဝန်တခုဖြစ်ပေါ်နေပြီးအဆိုပါလေဗီယာနဲ့ယဝန်ဟာလာမယ့်48နာရီအတွင်းမြောက်အနောက်မြောက်ဘက်မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်တခြားကိုဆက်လက်ရွေ့လျားနိုင်ပါတယ်။အဆိုပါလေဗီယာနဲ့ယဝန်ကြောင့်ဘင်္ဂလားပင်လယ်ော်အရှိအလေပိုင်းရခိုင်ကမ်းရိုးတန်းမௌဒမပင်လယ်ကွေ့မြန်မာနိုင်ငံတောင်ဘက်ကမ်းရိုးတန်းနဲ့တနင်္သာရီကမ်းရိုးတန်းတို့မှာလေလူအတွင်အပူချိန်ပြောင်းလဲမှုတွေနဲ့အတူမိုးသက်လေပြင်းတွေကြာရောက်နိုင်ပါတယ်။ မိုးချင်တွေကတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြမိုးထချုံရွာနိုင်ပါတယ်ကပလီပင်လေးပြည်မှာဖြစ်ပေါ်နေတဲ့လီဘီယာနဲ့ရုံဝန်အရှိန်နဲ့အရှိတ်ဘက်ကလာတဲ့လေပွေလိုင်းရဲ့အရှိန်ကြောင့် ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းရခိုင်ပြည်နယ်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းကရင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာလေပြင်းတိုက်ခတ်ခြင်းနဲ့နေရာကွက်ပြီးမိုးကြီးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။အချိန်ကာမဟုတ်မိုးရသောမှုတွေလည်းဖြစ်ပေါ်နိုင်တဲ့အတွက်မိုးစပါးရိပ်သိမ်းချိန်မှာအဖြက်မိုးဖြစ်ကြုံတွေ့နိုင်မှာကြောင့်အသိပေးအပ်ပါတယ်။လေပြင်းနဲ့ရုံဝန်အရှိန်ကြောင့်လေပြင်းတိုက်ခတ်ခြင်းမိုးကြီးခြင်းနဲ့လိုင်းကြီးခြင်းတွေဖြစ်ပေါ်နိုင်တဲ့အတွက်ကန်နီကန်ဝေငါးဖန်ထွက်ခြင်းကိုခိတရန်နာထားတဲ့ကြောင့်အကြံပြုအပ်ပါတယ်။ အခုဆက်လက်ပြီးနေ့လိုက်မိုးလေဝသအခြေအနေတွေကိုတင်ပြပေးသွားပါမယ်။နိုဝင်ဘာလ3ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္လာရီကန်ယူရန်ရခိုင်ကန်ယူရန်မြဝကျုံမော်ဒေသတွေနဲ့မုတ်တမကွေးတို့ဘက်မှာအနောက်အနောက်မြောက်ဘက်ကလေဟာတနင်္လာရီကို10မိုင်ကနေ -30 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ မိုးအခြေအနေကတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပါတယ်ကပလီပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝန်အရှိန်နဲ့အရှိဘက်ကလာတဲ့လေပွေလိုင်းအရှိန်ကြောင့် န္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာလေပြင်းတိုက်ခတ်ခြင်းနဲ့နေရာကွက်ပြီးမိုးကြီးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်ရှင်။မနက်ဖြန်နိုဝင်ဘာလ၄ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထန်နိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြဝကျုံမော်ဒေတာတွေနဲ့မုံတမခွေးတို့ဘက်မှာအနောက်အနောက်မြောက်ဘက်ကလေဟာတနအီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနည်းငယ်ကနေလိုင်းအထင်တင်ရှိနိုင်ပါတယ်။မိုးချီနေကတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြားမှုထိချုံရွာနိုင်ပါတယ်။ ကပ်ပလီပင်လေပြင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းရနဲ့ရုံဝအရှိန်နဲ့အရှိဘက်ကလာတဲ့လေပွေလိုင်းအရှိန်ကြောင့်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာလေပြင်းတိုက်ခတ်ခြင်းနဲ့နေရာကွက်ပြီးမိုးကြီးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်ရှင်။ယခုရက်ပိုင်းမြန်မာနိုင်ငံအတွင်းငလျင်များဇက်တိုက်လှုပ်ခတ်နေမှုကြောင့်ငလျင်ပေးအနေနဲ့ဆက်လင်း၍ဆောင်ရန်ရှောင်ရန်နဲ့သတိပြုရန်အချက်များကိုထပ်မံဝေမျှလိုက်ပါရခြင်းငလျင်ပေးအနေရည် ဖြစ်ပေါ်မိနေရချိန်နှင့်ပြင်းအားတို့ကိုကြိုတင်ခံမှန်းတွက်ချက်နိုင်ရန်ခတ်ခဲပြီးငလျင်ပြင်းအားပေါ်မူတည်၍ဖြက်စီးနိုင်စွမ်းမြင့်မားသည့်ဘေးအန္တရာယ်တစ်ခုဖြစ်ပါသည်။သို့ဖြစ်ရာငလျင်ဘေးအန္တရာယ်နှင့်ဆက်လင်း၍ဆောင်းရန်ရှောင်းရန်နှင့်သတိပြုရန်အချက်များအားပြည်သူများသိရှိပြီးကြိုတင်ပြင်ဆင်ခြင်းနှင့်အရေးပေါ်တုံ့ပြန်ခြင်းများဆောင်ရွက်နိုင်ရန်အကြံပြုတင်ပြအပ်ပါသည်။မြမပြည်သူလူထုအနေဖြင့် ဂျမစစ်ကောင်စီ၏ဖိနှိပ်မှုမျိုးစုံနှင့်မတရားအာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသည့်လူမှုဒုက္ခအဝဝကိုခံစားနေရခြင်းတွင်တဘာဝဘေးအန္တရာယ်များကြောင့်ထိခိုက်ဆုံးရှုံးရမှုများထပ်မံမဖြစ်ပွားစေရအတွက်အထူးသတိပြုနေထိုင်ကြပါရန်အသိပေးနှိုးဆော်အပ်ပါသည်မြန်မာနိုင်ငံသူနိုင်ငံသားများဘေးအန္တရာယ်အမျိုးမျိုးမှကင်းဝေးနိုင်ကြပါစေရှင်။ ရေဒီယိုအန်ယူဂျီသောတာရှင်များခင်ဗျာအခုတစ်ခါတော်လိုင်းကဗျာအစီအစဉ်မှာတော့စုဖိုးမိရေးဖွဲ့ထားပြီးလွတ်လပ်နေဦးခန်းစားရွတ်ဖတ်ထားတဲ့ခေါင်းစဉ်မဲ့ရာသီဆိုတဲ့တော်လိုင်းကဗျာကိုခန်းစားနားဆင်ကြရမှာဖြစ်ပါတယ်ခေါင်းစဉ်မဲ့ရာသီရင်ကွဲပလက်လျှက်စည်းတွေလာပြီးမိုးချိန်တန်အလိုလိုပါလာတတ်တယ်အာလုံးတိပီးသားတွေကိုတော့ထိမ့်ထိမ့်သိမ့်သိမ့်ပြောနေကြရတဲ့အရာမှာပန်းပင်လေးစိုက်တာကအစ တတိနဲ့လွတ်လို့မှမရတာကြည့်တကားတစ်ချက်ကိုဖြန့်လိုက်တိုင်းညှို့မှိုင်းနေတဲ့ကောင်းကင်ကြီးကငိုကြွေးလို့ရန်သူမျိုးကငါးပါးမကနိုင်ပြန်တော့ကောတလအိမ်မက်တွေကထတ်တိုးလို့စစ်မျက်နာဖြန့်ကျင်စိတ်တွေကလွှမ်းနေတော့မဟာမိတ်ကိုမမြင်နိုင်လောက်အောင်ကန်းနေလို့လီဘူးတွေဝိုင်းနေတဲ့ရဝန်းဆိုတော့စိတ်ဘလောက်အေးအေးနှစ်ဖူးကချွေးချီမကိုရောက်လို့ မီးလေးတော့ခဏခဏမှိတ်ပါတယ်ပြန်ဆင်းလာတော့လဲမက်နေကြအိမ်မက်တွေကြီးပြန်တွေ့နေရဒီလိုနဲ့ကြာအေးတွေကြီးပြေးနေရတဲ့တိုင်းပြည်မှာမျက်နှဖုံးအကူအညီမပါပဲမပြုံးတတ်တော့တာကြာပြီရေဒီယိုအန်ယူဂျီတော်ရရှိမြောက်မြား ်ခုတကကျမ်းမာရေးပညာပေးကဏ္ဍအစီအစဉ်ကိုထုတ်လွှင့်တဲ့အခါမှာတော့ယာတီတိုကွေးယောဂါ seasonal influencer အကြောင်းကိုမျိုးဦးနိုင်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာယာတီတိုကွေးယောဂါ seasonal influencer ယာတီတိုကွေးယောဂါဟာနှာခေါင်းလေကြောင်းနဲ့အဆုတ်တို့ကိုကူးစက်စေတတ်တဲ့တုတ်ကွေးယောဂါဗိုင်းရပ်စ်ပိုးများ influencer virus ကြောင့်ဖြစ်ပွားတဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာလက်တလောကူးစက်ယောဂါဖြစ်ပါတယ် ABC နဲ့ D ဟူ၍ရာသီတုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးအမျိုးအစား၄မျိုးရှိတဲ့အနက်လူတို့မှာကူးစက်ပြန့်ပွားလေးရှိတဲ့ဗိုင်းရပ်စ်ပိုးအမျိုးအစား A နဲ့ B တို့ဟာရာသီတုပ်ကွေးရောဂါအကပ်အသွင်ဖြစ်ပွားမှုများရဲ့တရားခံလေးဖြစ်ပါတယ်။ယောဂါလက္ခဏာများဖြားခြင်း၊ချမ်းတုံခြင်း၊ချောင်းဆိုးခြင်း၊လဲချောင်းနာခြင်း၊နှာရည်ယိုခြင်း၊နှာချေခြင်း၊ကိုယ်လက်ကိုက်ခဲခြင်း၊ခေါင်းကိုက်ခြင်း၊မောဘက်နွမ်းနေခြင်းနဲ့ ကလေးငယ်များတွင်အန်ဂျင်၊ဝမ်ပြက်ဝမ်ရှော့ခြင်းတို့ဖြစ်နိုင်ပါသည်။ယောဂကုသခံရသူအများစုဟာရက်အနည်းငယ်မှနှစ်ပတ်အတွင်းတက်တာကောင်းမွန်လာနိုင်ပါသည်။သို့တော်လည်းအချို့သူများမှာအဆုတ်ရောင်ခြင်းကဲ့သို့နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ခံစားရနိုင်ပြီးအသက်ဆုံးရှုံးသည့်အထိဖြစ်ပွားနိုင်ပါသည်။အထူးသဖြင့်အသက်65နှစ်နှင့်အထက်ရှိသူများအသက်အရွယ်မရွေးနာတာရှည်ယောဂအခန့်ရှိသူများပန်းနာရင်ကျက်စီးကျူသွေးကျူနှလုံးယောဂ ကိုုံဆောင်မိခင်များ ခုခံအားကျဆင်းနေသူများနဲ့အသက်9နှစ်အောက်ကလေးငယ်များမှာကူးစက်ဖြစ်ပွားပါကနောက်ဆက်တွဲကျန်းမာရေးပြဿနာများကိုပြင်းထန်စွာခံစားရနိုင်ပါတယ်။ယောဂကူးစက်နိုင်သည့်နီလန်များယာတိတုတ်ခွေးယောဂဟာယောဂကူးစက်ခံထားရသူတအူနှာချီချောင်းဆူစကားပြောရာမှ ထွက်လာတဲ့ယောဂဘူးပါတဲ့အဆက်အမုံများကို ရှူသွင်းမိရာမှတော့၎င်းယောဂဘူးပါတဲ့အဆက်အမုံများ ကက်တင်ကြံရှိနေသောအရာဝတ္ထု မျက်နှာပြင်များနဲ့အသုံးဆောင်ပစ္စည်းများကိုကင်တွယ်ထိတွေ့ပြီး၍မိမိရဲ့ပါးစပ်နှက်ခေါင်းနဲ့မျက်စိတို့ကိုပြန်လည်ထိတွေ့မိခြင်းမှတော့၎င်းကူးဆက်နိုင်ပါ रे ယောဂကူးဆက်ပြန်ပွားခြင်းမှကာကွယ်နိုင်သည့်နည်းလမ်းများနှစ်စဉ်ရာသီတုပ်ကွေးကာကွယ်စည်းထူနံပါဖြားနာနေသူများနဲ့နှီးကပ်စွာနေထိုင်ထိတွေ့ခြင်းမှရှောင်ကျင်ပါသင်ဖြားနာနေပါကလည်းအခြားသူများနဲ့နှီးကပ်စွာနေထိုင်ထိတွေ့ခြင်းမှရှောင်ကျင်ပါ ကျမ်းမာရေးစောင့်ရှောက်မှုခံယူရန်သို့မဟုတ်မဖြစ်မနေကိစ္စအတွက်အပြင်ထွက်ရသည်ကလွဲ၍အဖျားပြောက်ကင်းပြီးအနည်းဆုံး24နာရီကြာသည့်အထိမိမိအိမ်မှသာနေထိုင်ပါ မဖြစ်မနေအပြင်ထွက်ရပါကနှကောင်းစီမတ်စ်တက်ပါနှာချီချောင်းဆိုးတိုင်းပါးစပ်နဲ့နှကောင်းကိုတီရှူးသို့မဟုတ်တံတောင်စစ်ကွေးဖြင့်လုံခြုံစွာဖုံးအုပ်ပါတီရှူးအသုံးပြုပါကအဖုံးပါသော အမှိုက်ပုံးအတွင်းသို့စနစ်တကျဆွန်ပစ်ပါလက်ကူရေဆက်ပြာတို့ဖြင့်မကြာခဏဆေးကြောပါ ရေနဲ့ဆက်ပြမရရှိနိုင်ပါကအယ်ကိုဟောပါဝင်တဲ့လက်တန့်စင်ဆေးရည်ကိုအသုံးပြုပါမျက်စိနှာခေါင်းနဲ့ပါးစပ်တို့ကိုလက်ဖြင့်ကင်တွယ်ထိတွေ့ခြင်းမပြုလို့ရယောဂပိုးပါတဲ့အဆက်အမှုံများကက်တင်ကြံရှိတတ်သောအရာဝတ္ထုမျက်နှာပြင်များနဲ့အသုံးဆောင်ပစ္စည်းများကိုပိုးသက်တန့်စင်ပါကောင်းစွာအိပ်စက်အနားယူပါ အာဟာရပြည့်ဝသည့်အစာအစာများကို စားသုံးပါလေဝင်လေထွက်ကောင်းသောနေရာများတွင် နေထိုင်ပါနေအိမ်ပြတင်းပေါက်များကိုဖွင့်ထားပါ လူထုထက်သောနေရာများနဲ့ပွဲလန်းသဘင်များကိုတွားရောက်ခြင်းမှရှောင်ကျဉ်ပါ ကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရမှယာဒီတုတ်ကွေးယောဂအကြောင်းအတိပေးနှိုးဆော်ထားပါရခင်ဗျာရေဒီယိုအန်ယူဂျီမှဆက်လက်တင်ပြနေပါတယ်အခုတခါတော်လိုင်းတင်ဂီတာစီစဉ်မှာဒစ်ဒစ်ရေးဖွဲ့ထားပြီးတော့ဒါမဲဖိုးတီဆိုထားတဲ့ကျွေလွင့်သူများတို့ဆိုတဲ့တော်လိုင်းတေးသချင်းကို ခန်းစားနားဆင်ကြရမှာဖြစ်ပါတယ်သနာသမြာရွာကိုဖြတ်ပြီးသွားရေရလေသမြာမြေဝမမေးပြောင်းပြာသူတော်လိုပဲမကြုံအောင်ဟာတာရှိပုံကသူအပြည့်နဲ့ကိုချိုးဆူအသက်ပွေး show you and know you again န်ယူဂျီတော်ရရှင်များခင်ဗျာဒီကနေ့ညရဲ့နောက်ဆုံးစီစဉ်တစ်ခုဖြစ်တဲ့တိုင်းသားဘာသာစကားထုတ်လွှင့်မှုစီစဉ်မှာ Weekly News တပတ်တွင်းသတင်းတွေကိုတော့ခူးရယ်ကကရင်နီကြားဘာသာနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဝမ်မှုဖက်စီလို့ပြီးတမှုပဲစင်ကိုညာရှုခဲရေဒီယိုအန်ယူဂျီကရာလီကေတနွေကူရီကြာရင်ဟစ်စုထေလူပဲစီနာကရာလီမုံနပါဖာမာခူရင်တဲ့ပြန် ကလူလဝီကြာရင်နမှာကလင်မဲအပလမိုစီရင်တော့လိမဲကျူနီတူဖလူမီအငေးတမဲကျူစီရင်နအမေပီကယာနီတူဖုန်နညာချီကေပလူပလစာပဲအပလမိုလေးဟိနီဒီအရီကြာရင်နဟိဆူသေးလူပဲစီပါပေအော်တိုဘာလင်းနေရှင်နဲ့တင်ငယ်အရှိခဲအလေးမင်းနီကြတုပဲဆူဇလန်ချီကင်းဂျီနီဗာဗီမူခါလီယီနုအပါချာနီတီတယင်ညာရှင်နဲ့တခုချီကီလိုပလီပါလီမန်တေကူတူခါလီယီနုညာချီကေပလူပလူစာပဲအပလုံးမူရင်တော့အဟေတာကန်နီတူဖွေးနာပြင် ကလီမန်ပရမူဆေလေရှားပါနီဒီနာကစဖော်စီအခင်းနီဒီနာရှင်နာပရိုဒူစီမေတီမေချီနီဒီဖွင့်လာတော့အပယ်စင်နာများထီကီလီမီကျူနီဒီဖလလူမြန်ညအရှိခဲစီရင်နယာပလူပလူစာပယ်အပလော့မူရင်တော့ပညာလီပလူတက်ချာနီကတူဖွင့်တော့ပြေတေကူကူရင်တော့မှာများထီကီပလူပလူစာပယ်အပလော့မူကလော့ဒူဒေါက်တာဝီမြတ်အီရင်လာတော့တပြတရှိဝနီဒီထဒေါ်ရှူဖူးစီကလာတဖာရင်နီကတူရှိဖြာစီညချေပင်နီဒီနာတပြတရှိစီ လေမဲ့ကျူနီဒီပတလူမြင်အငေးအလိုနီတဲ့အရှိကဲစီကလေမဲ့အပလောက်မိုလေချာပါနီဒီတာကဇာဖောစီအပနီဒီတူတိုအလိမဲ့ကျူမဲ့ကျူနီဒီအရှိကဲစီနုတညာလီပလိုဟေတာကန်နီဒီဖူရဟိနမစင်နီဒီကလေမဲ့အပလောက်မိုစီအစာပါမဲ့ကျူမဲ့ကျူနီဒီအကလကလိုစီနုအိုအင်းနီဒီဖူရနာရောတရွှေရှိစီဆူလေဟိုစီနာတဆောဘူးဆောပဲခါလီစီနုအပြေကြနီဒီအထု လေမာပရမူစီရင်လာတော့အလိမဲ့ဂျူနီတီဖလန်လူမြေအငေးတမဲ့ကျူးစင်နအမေပီကန်နီတဲ့အရှိခေနဒညာလီပလိုတက်ချန်နီတီထလေမဲ့ဂျူနီတီဖလန်လူမြေအငေးဆိုဆာကလပ်ကလိုစင်နအစီမဲ့ပီကန်နီဒီစီနမတတချာဂျီလူတီနီဒူဖုန်ဟေနမစင်ငီနီတီနာတယ်ရီတေကယာရင်နာပရေတပေဘူလာဝူနီဒူမီလာရီဂျာမီဒီယာစီနမချူပဲနီတဲ့အငေးကင်အရီအလေးတတချာဟီတာနီဒရီယာယူနဟေဆူတယ်လူပဲစီပါ တပေဘူလာဦးနီသူမီလာရီကမီဒီယာစီနဲမေချူပဲနီတီငဲတီကေဖရေဘေစီအဒူခူတော့အောင်ဆန်းစုကြည်အဖူကိုထိန်လင်းအနီဒီနာကီအရီယနာရောအဟီတာကျန်နီဒီနာပဲတပေဘူလာဦးနီသူမီလာရီကမီဒီယာပလော့မှုစီနာမှာလေမာပလော့မှုစီအလေးတီထေလဟိုလျာနီဒီမီလာရီကစီစီအပလေကူရင်အစီအချာရီမေထေနီဒီတုတ်လျာတဟီနာမဦးနီသူဖုနအစီနာမဟေရီရန်နီဒီဖုနထ အမေချူပင်းနီဒီအစီအင်ငယ်အစီလိုက်ချာချာနီဒီမီလာရီကျာအတိုကလစီယင်နုအီထရနီယာပရိုပင်းနီချိုင်ငယ်ကင်အရီယင်နာရောတထူချာဟီတာကန်နီဒီယင်နာပရင်အတိုပင်းနီဒီထသပေပလာဦးနီဒီမီလာရီကျာမီဒီယာအပလော့မှုစီအလိမေနီဒီယာကလက်ကလိုယင်နာမှာကလမန်အပလော့မှုစီအလိဒီလူထီနီဒီမီလာရီကျာစီနာမှာအစင်းနီဒီစီနာအိုအေနီဒီဖွေနာရောခုညာအရှုခေယင်နာမှာပေပအဂျီအရီ ပေပေမေတောပေနိတိအကလကလုံးနမအလူဒူနိတူဖွင့်လာတော့တထွတ်ချာဟေတာဂန်နိတူဖွင့်လာပဲကေမစီပရိုပြချအပလော့မှုစီနမအလိမေတာတူနိတီအစီမူပေပေပေလိမေပြေမေလမေကန်နိတီအငေအချီအရီနိတီအရှိခဲတပေဘူလာဦးနိတီမီဒီယာအပလော့မှုစီနမအချီအရီနိတူဖွင့်လာတော့အတူပေနိတီမီလာအရိကျာစင်းနဒီလိုတီပေနိတူတီကေဖူစီအငေအချီအရီနိတီနမဦးနိတူဖွေဟင်းနမစင်ရနိတီနာတေရီတေကျာရှင်လာပဲ အာဆီယံတဲကုဒူခါလိရင်လေမက်လော်ဒူမင်းအောင်လိုင်းရင်လေယာချန်နီဒီခွာအနီတိုဖုန်မလေးရှားပြကြကုဒူအလေဟီတာနီဒီအရီကြာရင်ဟစ်ဆူတီလူပဲစီပါကလီမက်အပရော့မူကုလော်ဒူမင်းအောင်လိုင်းရင်တော့ဘာချန်နီဒူလူရှင်နာနျူဟူအာဆီယံတဲကုဒူခါလိရင်အလေဟီယာချန်နီဒီခွာရင်မှာအနီတိုဖုန်အာဆီယံခုချောမလေးရှားပြကြကုဒူရင်တော့အဟီတာကန်နီဒီရင်ပါ ေအော်တိုဘာလနေရှင်နာဆီယူနီအသူနီဒူဘေနေရှင်နာတူညေခါလေအလီမေနီဒူဘေမလေးရှားချီကေကွာလာလန်ပူခါလေယင်နအာဆီယံတဲကူဒူခါလေယင်နမှာပေဟျာချန်နီဒူဘေမြောင်ချီကေအပေစင်နာချီကေရီအငေတုဖုနမလေးရှားဖေချာကူဒူရင်လာတော့အဟေတာကန်နီဒူရင်လာပဲလေဟျာချန်နီဒူဘေတဲကူဒူနန်ခဲအပေစင်နာမြောင်ချီကေချီကေရီအငေတုကိုဆလေတဲ့ဟီစီနပေဟျာချန်နီဒူဖုနထ မေအောင်လိုင်းနော်ဂျီကစ်လောင်းရဲ့ဖက်ချောက်ခုတူစီရနာမှာအာဆီယံတေကူတူခါလီနာဒုက္ခရတေကူခါလီစီနအရာချာနိုတူနာမှာဦးနီတူတာခုခါလီဟိနာမှာစင်နီနီတူပြီးအာဆီယံတေကူတူခါလီရနာမှာအမေရိကန်ဂျီကစ်အဒူခူဒေါ်နယ်ထရက်ရုရှားငီဖက်ဖက်ချောက်ခုတူအလက်ဇန်ဒာနိုဗက်စ်အိုပာနီတူဖုန်နထဟယ်ရီဒူနီတီတီကစီအိုဂူဒလော့ဒူစီရာချာနီတီတူတူ ဖိလစ်ပိုင်တီကီယူနာမာဒေတာတပ်ပလီနီတီအာဆီယံခုကြော့ဖူနာပါအထအလီတထူချာဒီအဒီရီဒီမြာချီကီဒီမိုကရေစီအညေဒီမော်လက်တီတီကီယူနာမာဥပါစေချန်နီတူပင်အာဆီယံအပလော့မူဖူနာပါဟိနာမာဆင်နီနီဒီနာတရီတေကာယူနာပရေခုံများစီဆိုထီလိုပစီရေဒီယိုအန်ယူဂျီကရလီကေတနွေကိုရီကမာချူနီကြတီဘေဟောနီတာနီတူပွားမိုဖက်စီလိုပရီအမူရန်တူရတဆင်ဂီရိုဒီပေါ်နန်တခေပါနီတေဘွီတေတရီ ဒီကနေ့ကတော့ဒီညနေပဲ Radio NUG ရဲ့အစည်းအဝေးကိုခਿੱတရရနိုင်ပါမယ်။မြန်မာနိုင်ငံသူနိုင်ငံသားများကိုယ်စိတ်နှပြကျန်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူအဖွဲ့သားများကဆုတောင်းလိုက်ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်တွေရေးတရင်အချက်အလက်နဲ့ဤပညာဝန်ကြီးဌာနကထုတ်ပြန်နေတဲ့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာမိသားစုများနဲ့နိုင်ငံတကာကစေတနာရှင်များလှူအားပေးကြရဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရမည်